ဟယ်လိုဟယ်လိုဟယ်လိုမင်္ဂလာပါ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  Okay so ဒီနေ့ညနေပါကျွန်တော်တို့ဘာလဲဆိုအဓိကကျွန်တော်တို့ဟိုပေါ့ဟိုလာမဲ့ဂျူလာ9ရက်နေ့เนาะဂျူလာ9ရက်နေ့ကျွန်တော်မေလန်ဘာဒီမိုးမှာကျွန်တော်ကြော်ရလေးတွေတင်ထားပါတယ်အဲမှာလိစာတိကျပါတယ်ဗောနော်အဲဒီဖွဲ့အတွက်ကျွန်တော်တို့ဒီနေ့ဒီမှာကြော်ရလေးတို့ချင်းဖြစ်တဲ့ပြင်ဆင်ခြင်းဖြစ်ပါတယ်เนาะတရားချစ်တော်ချစ်တော် ဒီပေါ်ရောက်စတဲ့ကိုအဲ့ပွဲလေးနဲ့ပတ်သက်ပြီးတော့เนาะနိုင်ငံချင်းကြားရင်းနဲ့အစီအစဉ်လေးလုပ်ဖို့ကျွန်တော်တက်လာတာဖြစ်တယ်။ဆောက်ခုဒါလေးမသွားခင်ပါ။ဒါကိုပြည့်ရဲ့ဒီမှာနှွေးထွေးတဲ့နေရာဆိုတဲ့ချင်းလေးနဲ့เนาะချိန်ပိုင်းနဲ့ပြည့်ရခါမှာကျွန်တော်နိုင်ငံချင်းကြားမှာဖြစ်တယ်เนาะဒီချင်းလေးတော့တော့ကြားပြီးသက်သာမြောက်ပြီးဆင်အောင်เนาะ။ဟာလေလုယာ။ I'm muere. ော်ရင်ချင်းဒီပင်နေတဲ့တော်ရပြရှိရဲ့ချစ်ချင်းလုံလောက်နေခန္ဓာစိတ်နဲ့ဝိညာဉ်တွေလို့အဆုံးသာခရစ်တော်ပဲတော်ရမြည်တည်တဲ့အသက်ကိုရောပဲ Torah. ရှိတယ်เนาะမေလနဲ့မှာနိဗ္ဗာန်မှာရှိတဲ့ညီကောင်ရောက်စီတိုင်းကိုကျွန်တော်ဒီနေရာကနေခေါ်ပိတ်ချင်ပါတယ်ကုလလို့ပေါ့ဒီကကျွန်တော်တို့ညီကောင်တော်တွေပြေးကြမယ်ကျွန်တော်တို့လာခဲ့မယ်ဒီဒီဓမ္မတည်ခြင်းနေလဲကောင်းတော်ချီးမွမ်းမယ်အခွန်အားတွေအများကြီးရလိမ့်မယ်အာမင်ဆက်လာစေချင်ပါတယ်အာမင်အာမင်ဒီအပ်ကင်ကောင်းမြတ်တဲ့အကြောင်းတွေ ပြောကြမယ်အာမင် yes အားလုံးအားလုံးနဲ့တွေ့ချင်ပါရဲ့နော်လာကြကြပါတော့ကဲကိုပြရနော်အားလုံးနဲ့တွေ့ချင်တယ်နော်ကျောင်းယူပေါ်လာရောခုနလိုပဲကျောင်းဒီချိန်မှာနော်အချိန်လေးဆိုဒီခုနသချင်းလေးလိုပဲနော်ချင်းစာသားလေးကတိတ်ကောင်းတယ်နော်အချိန်လေးအစိုးဆုံးရှိရင်လဲမျောလင်းချင်းအစ်စ်ပေးနေတဲ့နော်နော်နေရာလေးရှိပါတယ်ဆိုတော့လူထဲမှာတစ်ခါလေးကြာရင်ကျွန်တော်တက်တာမှာနော် အသက်ရှင်နေရင်းနဲ့အာအလုပ်တွေအမျိုးမျိုးလုပ်ခံရတယ်နော်ဒီနေအမေရိကန်နိုင်ငံမှာဆိုလည်းသိတဲ့အတိုင်းပဲနော်မိုးလေမိုးချုပ်နော်ကျွန်တော်တို့ချုပ်ဆိုရင်တစ်ပတ်လုံး9ရက်လုံးအလုပ်လုပ်ကြနေရတွေ့ရှိတယ်အများကြီးပဲနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဖြတ်သန်းနေရတာပေါ့နော်လူတိုင်းကဆိုတော့ကျွန်တော်မိသားစုတွေရှိတယ်နော်ကျွန်တော်တို့မှာအာနောက်မှလည်းမိသားစုတွေကြံခဲ့တာရှိတယ်ပုံမှန်တိုင်းပြည်ထဲမှာလည်းဆိုတော့အမျိုးမျိုးကျွန်တော်တို့နော်ဖြတ်သန်းတဲ့အခါမှာကျွန်တော်တစ်ခါကျပူလောင်တာပေါ့နော်ဘဝမှာပူလောင်ခြင်းတွေရှိပါတယ် လူထဲမှာပေါ့နော်အနည်းငယ်များเนาะဆိုတော့စာဝတ်နေရေးဆိုတာလဲပူလောင်စရာလဲကောင်းတဲ့အရာလဲဖြစ်ပါလေချို့ရလဲเนาะဘာလို့ဆိုဒါကနေ့စဉ်ကျွန်တော်ဖြတ်သန်းနေရတာအဲ့ချိန်မှာကျွန်တော်တို့နှွေးထွေးမဲ့เนาะနှွေးနှွေးထွေးထွေးနဲ့အေးရှင်းရလေးเนาะညီသက်ချင်းလေးရှိမဲ့နေရာမျိုးလူတိုင်းပဲတောင်းတကြတယ်လိုချင်တယ်เนาะဒါကြောင့်ကျွန်တော်ဒီနေ့အဲ့ကျွန်တော်တို့လုံးမဲ့9ရက်နေ့လုံးမဲ့နေရာလာခဲ့ပါဘာပဲဖြစ်ဖြစ်ကျွန်တော်ညီကောင်မလေးအတူတွေ့ပြီးတော့เนาะအဓိကကျွန်တော်ဘာလို့ချက်လာကျွန်တော်ဘာလိုက်လောက်တာမဟုတ်ဘူး နော်ဒီကောလာခဲ့ပါဘယ်ပါပါဝင်ပြန်လာခဲ့ပါကျွန်တော်တို့အတူကျွန်တော်အဲ့မှာ project line နဲ့ကျွန်တော်ချင်းစာသားတွေကျွန်တော်ထိုးမယ်ပြီးကျွန်တော်အားလုံးဒီကောချီးမွမ်းကြမယ်ဆိုတော့ San Francisco မှာ master ကကျွန်တော်တို့လုတ်သွားတယ်နော်ပြီးခဲ့တဲ့ master ကကျွန်တော်တို့ San Francisco မှာလုတ်တယ်လူတွေရမ်းဝမ်းမြောက်ကြဘာလို့လဲဆိုတော့အရမ်းဝမ်းမြောက်ပျော်ရွှင်စရာကောင်းတယ်တဲ့ကျွန်တော်ပြန်ကြားတယ်ကျွန်တော်လည်းဖုန်းဆက်ကြတယ်ဘာလို့ဆိုတော့အတူတူကအချင်းချင်းချီးမွမ်းရတည်ဆောရတာပေါ့နော်ကျွန်တော်တို့ကဒီဘက်ကပြောချီးမွမ်းတယ်ဆိုတော့အချင်းချင်းတူဆိုကြတယ် ဆိုတော့ဘာပဲဖြစ်ဖြစ်ဗျာလောကမှာကျွန်တော်နေရစင်တိုင်းမှာနော်ကျွန်တော်ခုနလိုပေါ့နော်ရာသီဥပူနေတာလည်းရှိတယ်ဘဝတွေမှာပူလောင်ခြင်းနဲ့ဖြတ်ခန်းနေရတာလည်းရှိတယ်ဒါကြိကြရင်ကိုဘဝကအေးချမ်းနေပေမဲ့တခြားသူတွေကျွန်တော်တို့ရဲ့နော်ညီကိုမောင်မတွေမမပြည်သားတွေမှာခက်ခဲနေတဲ့နော်ပူလောင်ခြင်းနဲ့ဖြတ်သန်းနေတဲ့ညီကိုမောင်မတွေရှိတယ်အဲ့တော့အဲ့ခါလေးကြည့်တဲ့အခါမှာကျွန်တော်တို့မှာလည်းအဲ့ဒီဟိတ်ကြီးကအပူတွေကကျွန်တော်တို့ကိုရိုက်ခတ်တယ်ဟောနော်အဲ့ခါမှာကျွန်တော်တို့ကလည်း တခါလေကိုမအပူမရှိတော့မှအဲ့ဒီအပူတွေကရိုက်ထက်တဲ့အတွက်တခါလေကျွန်တော်တို့မှအပူတွေရောက်လာတတ်တယ်ဆိုအဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်လဲခုနလိုဝမ်းမြောက်ပျော်ရွှင်ခွဲเนาะတကယ်အင်းငင်းချမ်းရပါဘောเนาะဟာမျိုးလေးကိုကျွန်တော်တောင်းတကြတယ်เนาะဒါကြောင့်မလို့ဒီနေ့အဲ့ညာလာခဲ့ပါเนาะကျွန်တော်တို့လုံးဝနေရာမှာလာခဲ့ပါမေရီလန်မှာ9ရက်နေဖြစ်တယ်เนาะဂျုံလောက်9ရက်နေဆိုတော့အာမကြတော့ဘူးเนาะနောက်တစ်ပတ်ကျော်ပဲဆိုတော့လာပြီးတော့ကျွန်တော်တို့ကချီးမွမ်းတဲ့ခါမှာသင်ချင်းဆိုတဲ့ခါမှာเนาะ ဲ့မှာတင်းရတဲ့တက်မှာရှိခုနပူလောင်ခြင်းနေเนาะတချို့ဆိုရင်လမ်းလျှောက်ရင်းနဲ့လမ်းပြောက်တချို့ဆိုရင်အသက်ရှင်ရင်းနဲ့မျောလင်းခြင်းမဲ့လူတွေရှိတယ်เนาะဆိုကိုပြုဆိုလည်းကိုသူ့တက်တာမှာအများကြီးเนาะဒီပြားနဲ့ပတ်သက်ပြီးတော့သူ့တက်တာမှာဒီနေ့ခန်းစားရရလို့ရှိတယ်သူကိုယ်တိုင်လည်းเนาะသူ sharing လုပ်ပါလေရှိတယ်ဒါဝင်ကျွန်တော်ပေါ်ပြတယ်ပေါ့เนาะဆိုတော့ဟိုကျွန်တော်ကျိုးတော့မပြောခြင်းဘူးเนาะဘာလို့ on stage မှာကျွန်တော်တို့ဖျားဝင်းရင်လှုပ်လှုပ်တဲ့ခါမှာထွက်လာမဲ့စကားလေးရှိတယ် ဆိုသူ့ရဲ့ဗမာပြည်သားတွေသူ့ပြည်သက်တွေသူတွေ့ရခါမှာသူ something သူလည်းတခုပေးခြင်းနောက်ပြီးတော့ကွန်ပျူတာစားတဲ့ခါလေးကွန်ပျူတာဘယ်လိုခံစားနည်းနည်းပြောပြပါဦးနည်းနည်း1 minute 2 minute yeah ပါပဲပြပြတော့ဘာလို့လိုက်ပါလေဆရာတော်တို့ပြောပြဘုရားနဲ့ free free is ဘုရားနဲ့နေတဲ့ကိုဘောဘုရားရဲ့လက်ထက်ကိုအပ်တာတယ်အဲပြီးတော့လို့နေတဲ့ခါမှာဟိုအញ្ញမ်းကိုဒီနေတယ်အဲ့လိုမျိုးပေါ့ဟို အာတောက်ကနေရောက်ရောက်နေတော့ဘာအရင်တော့တောက်ကရှိတော့ဘာဆိုလဲဝါရီယာအမျိုးဆုံးအာဟိုဖြည့်ရှင်းရမယ့်ပြဿနာတွေအဲအခက်တွေကရှိနေရမယ်ဒါပေမဲ့လည်းတည်တည်ငြိမ်ငြိမ်နဲ့အေးအေးစစ်စစ်နေတော့ဘာအဲ easy ကိုရတော့ဟုတ် yeah so yeah ဟိုဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဟိုဘုရားကိုကျေးဇူးတင်ပြီးတော့ yeah ဒီယုံကြည်ရဲ့ယုံကြည်ခြင်းနဲ့ဟို ဖြစ်တတ်နေတဲ့အခါမှာကျင်းဟိုညာအီဇန်နေရန်သိကြတယ်ဒီလိုနော်ဒီလိုဟုတ်ကဲ့ညာဆိုအဲ့ဒီအင်ဂျန်ပလေးကိုကျွန်တော်ခန်းစားရတယ်ကျွန်တော် share လုပ်ချင်တာဒါပါပဲနော်ကျွန်တော်တို့ဘာသာရေးလည်းမပြောဘူးဘဲဘဲဘဲဘာဘာမလဲတိုက်ခိုက်ပုတ်ခတ်ရတယ်မရှိဘူး။เนาะအားလုံးကို respect ရှိရဲ။ဒါမဲ့နေ့စဉ်အသက်တာမှာဖြတ်သန်းတဲ့ခါမှာကျွန်တော်တကယ်ကိုဟိုခုနကျွန်တော်ပြောသလိုပေါ့နော်။တကယ်ဟိုခုနပြောတဲ့ ငင်းချမ်းခြင်းတွေအေးချမ်းခြင်းတွေအဲ့ဒါတကယ်ခံစားဖို့လို့ဘဝမှာနော်လူတွေကကျွန်တော်ပြတ်သန်းတဲ့အခါမှာအာကျွန်တော်ဘဝတွေမှာအားလုံးပြည့်တဲ့အတိုင်းပဲနော်ကျွန်တော်မှာပြန်နေကျွန်တော်လာကြတဲ့အခါမှာကိုယ်တိုင်ပြီးမဟုတ်တဲ့အခါမှာကျွန်တော်တို့မှာနည်းနည်းလေးခံစားချက်ရှိတဲ့အတိုင်းမှာအထူးသဖြင့်တော့အလိုကျွန်တော်ကလေးတွေတော့ကျွန်တော်မပြောဘူးကျွန်တော်တို့အရွယ်ပေါ့နော်ဒီဘက်အာလူလက်ပိုင်းကနေစားတယ်လူကြီးပိုင်းပေါ့နော်ဟိုကလေးတွေဒီမှာမွေးတဲ့ကလေးတွေကတော့ is okay သူတို့ကတော့ fit တယ်ဒီနိုင်ငံနဲ့သူတို့နေရာ fit တယ်ကျွန်တော်ကလည်းသာသမီရှိတယ်သူတို့က okay တယ်ဒါပေမဲ့ပြဿနာကျွန်တော်တို့မှာနည်းနည်းလေး ။ဘာလို့ကျွန်တော်တို့ငွေငွေတွေကမာပြည့်ကြီးလာတာလို့။ကြီးလာတော့ကျွန်တော်တို့မှာကျွန်တော်တို့ရဲ့အာအတွေးခေါ်ဟာလားအထာလေးပေါ့နော်ရှိတယ်။ခစားချက်လေးရှိတယ်။အဲ့တော့ကျွန်တော်တို့ကတစ်ခါကြရင်အာမဖစ်ဘူးဗျာ။ဟာမဖစ်ဘူးလေ။အတင်းမဖစ်ဖက်အောင်နေရတာပေါ့နော်။ဆိုတော့ဘာလို့ကိုကလည်း family ရှိတော့ family တွေကိုဟာလားဟိုတိုးတက်စေချင်တယ်ကိုကလေးတွေကိုတချို့ဆိုရင်မိပါတယ်ဆိုတော့ရေလစတေးရတာနော်။ ဆိုတော့အီဂန်နဲ့မှာကျွန်တော်အများကြီးတွေ့ရတယ်အမေရိကန်ရောက်တဲ့ခါမှာလေခလေးလေးတွေပညာတတ်ဖို့တော့မိဘတွေကလေလက်တော်ကွေးလို့မရတော့ကျုံးပြပါလေအီဂန်နဲ့မှာအလုပ်လုပ်ရတယ်နော် every day တရက်ကို7နိုင်9နိုင်ဒီလိုအီဂန်နဲ့မှာအလုပ်လုပ်ရခါမှာသူတို့ခင်ဗျာနော်တပတ်မှာ6ရက်ကြာစဉ်းစားကြည့်လုပ်လုပ်ရတယ်နှစ်ပေါင်းများစွာကျတော့လက်ကကွေးလို့မရဘူးအဲ့လိုလူတွေလည်းကျွန်တော်အများကြီးတွေ့ရတယ်ဒါကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုမျိုးပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးကတနိုင်ငံနဲ့ထွာကျွန်တော်တို့တမီတဲသားညီကောင်တို့ကဖြစ်တယ် ဆိုတော့ तू तू လက်ကကွေးလို့မရတာလေကျွန်တော်ကွေးလို့မရလို့ကျွန်တော်ခံစားရဆိုတော့ခါမှာကျွန်တော်သူ့ကိုပြောတယ်ဆိုဆွတ်တောင်းပေးရเนาะဆိုတော့ဆွတ်တောင်းပေးတဲ့ခါမှာသူ့မှာခုနပြောတဲ့အာလေးလံနေတဲ့ခံစားနေရအရာလေးတွေကပေါ်ပါခြင်းဖြစ်သွားတယ်နောက်အိုးစင်ညင်းနေရတယ်ဟာကျွန်တော်တို့တွေ့ပြီးကျွန်တော်ကတော့ဆင်းလေးလေးဆိုတယ်သူပြပြတယ်ဗျာမြစ်တော်ကစားတဲ့ခါမှာသူတို့ဟိုကကပျောက်ဆုံးနေတယ်ဝမ်းမြောက်ခြင်းနေပျောက်ဆုံးနေတဲ့မျောလင်းချက်တွေပြန်ပြီးတော့မျောလင်းချက်ဖြစ်လာတာ ။အဲဒီလိုပါပဲနော်။ဆိုတော့ဒီမှာလဲကျွန်တော်သိတယ်။ကျွန်တော်မေလန်းတိုင်းဝမ်းနားမှာနေတဲ့ညီကောင်မလို့ဆိုတချို့လဲအရင်ပညာတတ်ပြီးတော့နော်အလုပ်ကောင်းတွေရတယ်လဲရှိမယ်။ဒါပေမဲ့ကျွန်တော်ပြောမယ်။လောကမှာဘလောက်ပဲကျွန်တော်ပြောမယ်နော်။ဘလောက်ပဲဥစ္စာတွေပြည့်စုံပြည့်စုံငွေတွေဘလောက်ပဲရှိရှိပညာတွေဘလောက်ပဲရှိရှိနော်အလုပ်မှာဘလောက်ပဲ position တွေကောင်းကောင်းမင်းစီလူဆိုတော့ကတခုခုအမြဲတမ်းအထဲမှာလိုအပ်မှုရှိတယ်။ဟုတ်ရောလူတိုင်းမှာဒါလူမျိုးနဲ့လည်းမဆိုင်ဘာသာနဲ့လည်းမဆိုင် ဘယ်ဘာသာဝင်ဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ဖြစ်ခုခုတော့ဟာနေတယ်ဟာနေတော့လူဘာသာလူလူဆိုတာရှိတယ်လေအဲကြောင့်စကားပေါ်တော့ရှိရင်လူလူဟာနတ်တော့မလိုက်တယ်ဟုတ်ပြီတော့ဆိုတော့လူဟာအလိုရှိတယ်ဒါပေမဲ့အဲ့နာဒီကခုနကပြောလို့ငြိမ်သက်သွားတယ်ဟဲ့လားအေဂျင့်သွားတယ်ဝမ်းမြောက်သွားတယ်ပြည့်စုံသွားတယ်ဆိုတာ something တူတခုခုခံစားလိုက်ရအဲ့ဒါအနာလေးအဲ့နာလေးကိုကျွန်တော်တို့ကကျွန်တော်ခံစားရတဲ့အရာလေးကျွန်တော်ခံစားရတဲ့အရာလေးကျွန်တော်ကိုပြုတ်ကျွန်တော် share တယ် ုပြောအဲ့ဒါကို receive လုပ်တယ်အဲ့ဒီအားလေးကို तू receive လုပ်တော့ तू ခံစားသွားပြီ။ Okay အဲ့တော့ तू ခံစားရတယ်ခုနပြောတဲ့ငြိမ်ချင်းငြိမ်ချမ်းခြင်းလေးအေးချမ်းခြင်းလေးဝမ်းမြောက်ခြင်းလေးကိုကျောင်းချစ်တဲ့မြန်မာပြည်ကထပ်ပြီးခံစားစေခြင်း။လိုအပ်တဲ့သူတွေပေါ့နော်။ဆိုတော့ဒါပေမဲ့များသောအားဖြင့်ကျွန်တော်သိတယ်လူ၁၀ယောက်မှာ၉ယောက်ကတော့လိုအပ်တယ်။ပါတော့ကျွန်တော်တို့ကဟိုအဆင်ပြေရဲ့ပြေတဲ့ပုံစံနဲ့လာနေကြတယ်ဒါပေမဲ့အဆင်မပြေဘူးဘယ်မှမပြေလဲဆိုအပြင်ဘန်းတော့ပြေတယ်အထဲမှမပြေဘူး ျွန်တော်ပြောတော့ကျွန်တော်2003ကအမေရိကန်နိုင်ငံကိုရောက်တယ်။ဟုတ်ရောအမေရိကန်နိုင်ငံရမ်းကောင်းပါလေ။နော်ဒါတော့ကျွန်တော်ထွေထူးပြောစရာမလိုဘူး။မီးမပြတ်ဘူးဗျာ။စီးစရာကားနဲ့နေစရာအိမ်နဲ့အလုပ်နေနဲ့ဟာစားစရာတောက်တာလည်းရှင်း။နော်ဘာစားခြင်းလဲဘာလုပ်ခြင်းလဲကိုရတဲ့နိုင်ငံမှာ။တပည့်ဒီနိုင်ငံကကောင်းပင်ပဲကျွန်တော်ရဲ့အသက်တာလည်းမမင်းလို့မကောင်းဘူး။အဲ့ဒါပြတ်တာ။ဟုတ်ပြီလို့အိမ်ကြီးကလည်းကောင်းတယ်စားစရာကြီးလည်းကောင်းတယ်အလုပ်တွေလည်းကောင်းတယ်ဝင်ဝင်တွေလည်းကောင်းတယ် ဒါပေမဲ့နေ့စဉ်သက်ရှင်ရတယ်ကျွန်တော်ရဲ့အသက်တာတော့နေလို့မကောင်းဘူးအဲ့ဒါပြဿနာဟုတ်လို့အတွင်းရပြဿနာအဲ့ဒါပြဿနာဆိုတော့ဘာလို့ရလဲဆိုတော့ကိုကအဲ့ဒါကိုအစဉ်တရောမျိုးလိုက်နေတဲ့ခါမှာအမျိုးမျိုးကျွန်တော်လည်းဖြတ်တန်းခဲ့ရပူလောင်ခြင်းတွေဒုက္ခတွေဆိုတော့အဲ့ဒါလေးကိုဒီနေ့မှာကျွန်တော်ဒီခုနပြောတဲ့နှွေးထွေးတဲ့နော်နေရနှွေးထွေးတဲ့အဲ့ဘုရားရဲ့ရှင်ခွင်ထဲမှာဘုရားရဲ့မြတ်တော်ကိုခံစားပွားခြင်းပါကျွန်တော်ဒီလွတ်မြောက်ခြင်းရပါ ဒါလေးပါပဲဘုရားလဲဒီနှွေးထွေးတဲ့ဘုရားရဲ့မြစ်တော်ခါစား right yes ဒါပဲပတ်စံဒီပါလေနောက်ဆုံးကြောက်အခါပါနော်ပူလောင်ပါလေခါကျပတ်စံနေရှိပြီရမှုတော့လေတော့ဘဝကြီးကျောင်းလဲပတ်စံနေအများကြီးညီကောင်တော့လဲပတ်စံနေအများကြီးရှာမှုပါလေတုံးမှုပါလေကျောင်းလဲအခုချက်ကြီးလက်ရှိကိုရှာပြီးတုံးနေလို့ရှိမှာဒါမဲ့တကယ်အထဲမှာအငြင်းအေးလား no မင်းချောင်းပါအဲကြောင့်ဒီနေ့ဘုရားတခုခုအမြဲတမ်းလိုအပ်တယ်ဆွဲခါပါဘုရားတော့လေ တို့ချီးမွမ်းတဲ့ခါမှာအတူတူကတော့ကျွန်တော်စိတ်စိတ်သူကိုတို့အာဒီခမ်းမတယ်မှာလာပြီးတော့ကျွန်တော်စိတ်လို့လည်းတော့ကျွန်တော်တို့ချင်းနေဆိုတဲ့ခါမှာ something ဒီထဲမှာလိုအပ်နေတဲ့ဟာနေတဲ့အရာလေးတွေကိုနော်ခုနကဝမ်းနေတဲ့သူကဝမ်းမြောက်ချင်ဖြစ်သွားမယ်ကျွန်တော်အာမခံတယ်ဟုတ်ပြီနော်ဒီဝမ်းနေတဲ့တင်းထဲမှာစိတ်ကောင်းဖြစ်နေရှင်လာခဲ့ပါအဲ့ဒီကျွန်တော်တို့ပို့ပြလို့ချင်းဆိုရင်ကျွန်တော်တို့ဒူလိုက်ဆိုကျွန်တော်တို့ကျွန်တော်ဘလုံးကျွန်တော်ဘာသာရေးဂိုင်းဝါလေးမရှိဘူးအထာလေးမရှိဘူး ကျွန်တော်ကိုညိုပေါ်ပါလိုက်အတူတူဆိုမယ်ကျွန်တော် projector မှာစာသားကြီးထိုးထားမယ်တကောင်းတော့ဆိုလဲဆင်းရရလော်လော်လေးပဲချင်းလေးကဘာမှမလုပ်ဘူးလားဆင်းလေးဆိုကြည့်ဒါဒီဆင်းလေးကိုယ့်ရဲ့ကိုယ်ကိုယ်ပြုကိုယ်ရဲ့ကောက်ဆိုတာကျွန်တော်သူ့ကိုကိုယ်ပဲကောက်ဆိုပြအခုချက်ချင်းဆိုတာသူချက်ချင်းရပါတယ်ဘာမှမကြောက်ဆင်းလေးဒါပေမဲ့ဆိုရင်လည်းကိုယ့်အချင်းဆိုတော့ခုနကပြောတယ်ကိုယ်ဘာဖြစ်လဲအချင်းလေးရတော့ခွာရတယ်လို့ဝမ်းမြောက်ရတယ်လို့ဆိုကြပါတယ် yeah သူ့ကိုပဲကျွန်တော်တင်ပေးတာနော်နှွေးထွေးတဲ့နေရာဆိုရင်နှွေးထွေးခြင်းကိုခံစားရနော်အေးရတာပဲဘာလို့ဆို ချီးမွမ်းတာလေနော်ချီးမွမ်းနှွေးထွေးတဲ့နေရာဆိုဟာလို့လိုက်တာပါနှွေးထွေးခြင်းကိုခံစားရအောင်ဒီနေ့ထူးထူးအထူးအထူးဖြင့်လောကကြီးမှာမြစ်တာလေးမရှိတော့ပါဘူးမြစ်တာလေးလည်းပျောက်နေပါပြီနော်ဆိုအားလုံးဒီတိုင်းပဲကမ္ဘာလောကကြီးကချိန်ကာလကအဆိုးဆုံးချိန်ကြီးရောက်နေနော်ဒါကြောင့်မလို့အချိန်ကြီးအဆိုးဆုံးရှိရင်လေတဲ့မျောလင်ကြီးအစ်စ်ပေးနေတဲ့ထာဝရဘုရားရှင်ရဲ့ချစ်ချင်းကလုံလောက်တယ် ဖရားရဲ့ချစ်ခြင်းကလည်းကျွန်တော်တို့ကိုလုံခြုံစေတယ်။ဖရားရဲ့ချစ်ခြင်းကပဲကျွန်တော်တို့ရဲ့ပူလောင်မှုတွေကိုအေးချမ်းစေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ခံစားရတဲ့ကျွန်တော်ညီကိုတွေပေါင်းပြီးတော့ဖရားရဲ့မြတ်တာလည်းကျွန်တော်အဝေးရတယ်။ကျောင်းသားမှာကျွန်တော်ဆိုရင်၃ရက်ကျွန်တော်ကောင်းမောင်းပြီးသွားမှာ။ဟိုး East Zone နဲ့ West Zone ကျွန်တော်ကောင်းမောင်းမှာ။เนาะကျွန်တော်မနေ့ကပြောတာကိုကျွန်တော်ထပ်ပြီးเนาะ၃ညကျွန်တော်လမ်းမှာတဲပြီးမှကျွန်တော်အိပ်ပြီးတော့မှသွားမှာဖြစ်တယ်။တစ်မျိုးပြီးတစ်မျိုးသွားမှာဖြစ်တယ်။ ပြီးခုနှစ်ရက်နေမှာကျွန်တော်တို့မေလဲမှာဖြစ်တယ်ပြီးနောက်တစ်ပတ်14ရက်နေ့စနေနေ့မှာ Lancaster မှာအာ Pennsylvania Lancaster မြို့မှာကျွန်တော်ဆက်လက်ပြီးလုပ်မှာဖြစ်တယ်ပြီးရင်နောက်23ရက်နေ့က New York City မှာလုပ်ဖို့ဖြစ်တယ်ပြီးကျွန်တော်တို့ Texas မှာလုပ်ဖို့ကျွန်တော်တို့ဆက်ပြီးစီစဉ်နေပါတယ်ကျွန်တော်တက်ပြီးတော့နီးနီးသလိုရှုပ်သွားမှာဆိုတော့ကျွန်တော် တပွဲစီတပွဲစီကျွန်တော်ကျင်ညာသွားပြီးမှဖြစ်တယ်နော်တယောက်တည်းလာခဲ့ပါမှ၆၀ယောက်ဆိုကျွန်တော်တို့ ਨੇ ဒီကွာချီးမွမ်းတဲ့ခါမှာတချင်းနေစိုးကြောက်တယ်ဆိုတော့ခါမှာကျွန်တော်တို့မှာဒီနေ့မဝမ်းမြောက်တဲ့နေရာလေးဝမ်းမြောက်ပါမယ်မလွတ်မြောက်နိုင်တဲ့စိတ်ထဲမှာချုပ်နေတဲ့နေရာလေးတချို့တွေထူးပြင်းမုန်းတီးခြင်းတွေဖြစ်နေတယ်တယောက်နဲ့တယောက်ချီနှောင်ခြင်းတွေဖြစ်နေတယ်နော်ရှိပါတယ်ရှိပါတယ်လူဆိုရှိပါတယ်နော်ခါကြကိုယ့်ကိုယ်ကိုဘလိုင်းလာပြီးတော့ကြောတယ်နင်းတယ်ဆိုတော့ကျွန်တော်လည်းမခံနိုင်ဘူးလေနော်ဒါလူက လူနဲ့ဖြစ်တတ်သောယောဂါဆိုအားလုံးတူတူပဲဘာသာတရားနဲ့မဆိုင်ဘူးနော် blind လာကြောရင်တော့ဘူးမှမခံချင်ဘူးဒီလိုပေါ့လူဆိုတာနော်ဖြစ်တတ်ပါအဲ့တော့အထဲထဲမှာမချိနှက်ချင်းနေတဲ့ချိန်အောင်လေးနေဖြစ်နေသူလည်းရှိတယ်မုံတိမှုတွေဖြစ်နေရလည်းရှိတယ်ဒါကြောင့်ကိုယ့်ရဲ့တက်တာမှာဘလို့ပဲဘလို့ကြီးပဲအဆင်ပြေပြေအဆင်မပြေတဲ့သူတွေဖြစ်နေရှိနေတယ်ဒါကြောင့်ကျွန်တော်တို့ဒူလာပြီးတော့နော်ဒီပွဲလေးမှာချင်းဆူရအောင်ချင်းမွေးရအောင်ချင်းမွေးတဲ့အခါမှာနော်အားလုံးကျွန်တော်တို့ ခံစားရတဲ့အရာတွေလွတ်မြောက်သွားမှာဖြစ်တယ်နော်ဒါလေးကိုကျွန်တော်ခေါ်ပေးချင်ပါတယ်အခုကွန်ပျူတာဒီရှင်းလေးကိုပြန်ပြီးဆိုးပြနေတယ်နော်နောက်တော့ဒီကွန်ပျူတာဆိုးပြနေတဲ့အခါကျွန်တော်မဆိုးတော့ကျွန်တော်က harmony ပဲလိုက်

ာမင်ကိုပြုတ်ပါပြောမယ်နဲ့လို့ပါဘူးဆုံးတယ်ကိုကလူများပြောတော့အကြောင်းရင်းဆုပ်ပြောတယ်ဆေးကသူဘယ်ပြောပြောတော့ဘာလို့ဒီလိုတော့ကိုကြီးမပြောရာကျွန်တော်ဒီကောင်မလို့တက်ချာတယ် yes လာခဲ့ပါ နော်ကျွန်တော်ကပြောတယ်ပင်ပန်းလွှမ်းနေနေတဲ့ຢာလေးတွေနော်စိတ်ထဲမှာအာနော်ခြေတော်မှုလေးတွေနော်လွမြောက်သွားမယ်မျောလင်းခြင်းမဲ့နေတဲ့ຢာလေးတွေစိတ်ညစ်နေတဲ့ຢာလေးတွေနော်ဒီခါလေးကျရင်ကျွန်တော်တို့အာကိုယ့်ရဲ့နိုင်ငံအတွက်နော်ကျွန်တော်တို့ကခန်းစားချက်တွေရှိတယ်ကိုယ့်ရဲ့လူမျိုးတွေကိုယ့်ရဲ့နိုင်ငံအတွက်ခန်းစားနေရတယ်များစွာရှိတယ်ကျွန်တော်သိတယ်နော်ဆိုတော့ကျွန်တော်လည်းအတူတူပါပဲနော်ကျွန်တော်လည်းခန်းစားပါတယ်နော် ဘာလို့ဝမ်းနေတဲ့သူနဲ့အတူဝမ်းနေတယ်နော်ဝမ်းမြောက်တဲ့သူနဲ့အတူကျွန်တော်တို့ဝမ်းမြောက်တယ်နော်ခြေကွဲတဲ့သူနဲ့အတူကျွန်တော်တို့ခြေကွဲနေပါဒီလိုပဲကျွန်တော်နောက်ကိုပြန်ကြည့်လိုက်ရင်ကျွန်တော်တို့အားလုံးကခြေကွဲစရာကြုံတွေ့ဖြတ်တန်းနေရတယ်ရှိတယ်ကျွန်တော်လည်းကိုချင်းစားလေအဲ့တော့ဒီမှာလဲကျွန်တော်တို့မှာကိုနိုင်ငံမဟုတ်ဘဲနဲ့လာနေရတဲ့ခါမှာကျွန်တော်မှာလည်းမျိုးမျိုးဖြတ်တန်းရတာပဲရှိပါတယ်နော်မိသားစုတွေစာဝန်နေအတွက်နော်အလုံးလုံးခံရတယ်နော်တချို့ကလည်းတသားနဲ့ကြတာရှိတယ်ကိုကြိုက်နေတဲ့ကိုလှုပ်ချင်တဲ့အလုပ်ကိုလှုပ်ရတဲ့သူလည်းရှိတယ်လို့ ကိုမလုတ်ချင်တဲ့အလုပ်ကိုနေ့စဉ်နော်ဟိုညီတော်လည်းမရမလုတ်ချင်တဲ့လုပ်လို့မရပဲလုတ်ကင်နေရတဲ့သူလည်းများစွာရှိတယ်။ဆိုတော့အထူးသဖြင့်ကျွန်တော်ကျွန်တော်ကတော့အမေရိကန်မှာနေတာ20နှစ်တည်းရောက်လာဖြစ်တဲ့အတွက်ကျွန်တော်မသိလဲဆိုတော့အမေရိကန်နိုင်ငံမှာတကူအစိုးဆုံးကဘာလဲဆိုတော့အမေရိကန်နိုင်ငံမှာရှိတဲ့အရာတကူကကျွန်တော်တို့စိတ်ဖိစီးမှု stress ရ stress ရအများများတယ်။နောက်ဒီနိုင်ငံမှာ stress ရှိတယ်။ဒါပေမဲ့ stress out တွေဖြစ်စေနော်ဒီချုပ်ဒီ စိတ်ဖိစီးမှုတွေလွတ်မြောက်ခြင်းရစေကျွန်တော်ကဒီစီစဉ်လေးကိုပြုလုပ်ခြင်းဖြစ်တယ်လာခဲ့ပါညီကောင်မတွေနော်ကျွန်တော်လည်းဒီလိုဒီနေ့အချင်းလေးတွေနားထောင်မယ်အချင်းလေးဒီလိုချီးမွမ်းမယ်ဒီဆိုမယ်ပြောပြောရှင်နေဆက်ဘာလို့ဘာပြောလို့တော့ဘာလဲပြောရှင်မယ်ပြီးရင်ကျွန်တော်တခုလဲ oil sorry မိတော်မှာဆိုလို့ကျွန်တော်ကြော်ညာလေးတခုဝင်နေတယ်အဲ့ဒါဘာလဲဆိုတော့ရတယ်ဟိုပါပဲဘာလဲအာဟိုအဲ့ဒီမှာရောင်းမဲ့အစားအစာလေးတွေပေါ့နော် 6မျိုး9မျိုးလောက်ရှိတယ်ရောင်းမဲ့အစားအစာရှိတယ်ခဏလေးကျွန်တော်တစ်ချက်လေးကြည့်လိုက်မယ်အဲ့ဒါမှတွေ့ပြီဆိုတော့အဲ့ရဒီမှာဘယ်မျိုးလဲဆိုတော့လောလောဆယ်6မျိုးပေါ့နော်ဓာတ်ပေါက်ရမယ်တဲ့နော်ကျွန်တော်ပွဲမစခင်နေမှာနော်ဓာတ်ပေါက်ရမယ်နံပါတ်1ဟာရှယ်ပဲနော်ကိုဒီဒါရမကျွလို့မဟုတ်ဘူးညီဒါရကျွလို့မဖြစ်ဘူးညီဒါဟာညီဒါဓာတ်ပေါက်တော်ထီးနေနံပါတ်1ဓာတ်ပေါက်ရမယ်ပြီးရင်မုံဟင်းကရနော်မုံဟင်းကနံပါတ်2ပြီးနံပါတ်3ကအတုတ်ဆုံးပဲဝါဟာ စိုင်းတော်ဝင်ကြလာကြိုကြောပြောရင်တော့ပြီးစမှုစာပြီးရင်ဇဘုတိဟာဇဘုတိဆိုတာလည်းမိုက်တယ်နော်ဇဘုတိကလည်း share နော်လုံးတဲ့လူကတကယ် share တယ်ပြီးတော့ follow တာဟွန်း follow တာရမယ်နောက်ဆုံးကအချိုရင်နဲ့ရှင်းနော်မပြီးသေးဘူးနောက်တစ်ယောက်ကတခုရှိတယ်ဘာလည်းမသိဘူးလုံးနေရအဲ့ဒါကျွန်တော်ပြီးမှထပ်ပြီးတော့နော် upgrade လုပ်ပေးမယ်ဆိုတော့လုံးလုံးတွေ6မျိုးလောက်ကျွန်တော်တော့စားကြတယ်ကျွန်တော်ပွဲမစားခင်မှာကျွန်တော်တို့အစီအစဉ်ကညနေ6နာရီမှာစမှာဖြစ်တယ် ျွန်တော်တို့အာ2 to 3 sorry 2 to 4 30ဒီကျွန်တော်တို့အာ sorry 5 30ဒီ sorry 3 to 5 30ဒီကျွန်တော်တို့ဟိုလောက်မှာဖြစ်တယ်ဒီအစားကိုစရောင်းမှာဖြစ်တယ်เนาะဆိုရင်မှာ AC ကျွန်တော်စားတော့ပြီးတော့စားတော့ရင်ကျွန်တော်မိသားအဖွဲ့မယ်เนาะပြီးတာလည်းပြီးတာလည်းကျွန်တော်ခမ်းမှာလည်းမှာကျွန်တော်6နိုင်မှာတောင်းလဲကျွန်တော်တို့အစီအစဉ်စမှာဖြစ်တယ်ဆိုတော့3နိုင်ရောစပြီးတော့တကားဖွင့်ပြီးအစားတော့ဒီစရောင်းမှာဖြစ်တယ်เนาะဆိုတော့ဒီຢာတွေကလည်းကျွန်တော်ဒီဒီအင်ဝင်ကလေး အစီအစဉ်ဒီမှာဒီဖာလီကလည်းပြန်သုံးလာဖြစ်ပါတယ်เนาะဒီဟိုဟိုဒီဟာဒီရောင်းရတဲ့ငွေကြေးတွေဟာဒီမှာကျွန်တော်တို့ခမမားလာရှင်ရှုနေရဒီမှာကျွန်တော်လိုအပ်တာတွေရှိပါတော့ကုန်ကြမ်းစိတ်တွေများစွာရှိပါတယ်အဲ့ဒီမှာပြန်သုံးဖို့အတွက်ပဲဖြစ်တယ်ဟုတ်ပြီเนาะဆိုတော့ဒါကြောင့်မလို့ရောက်စီတိုင်းကိုကျွန်တော်တို့တကယ်ပဲเนาะကျွန်တော်ဗာလဲမြစ်တာနဲ့အားလုံးကိုခေါ်ပေးပါတယ်မရိလန်းသားမှာရှိတယ်เนาะညီကောရောက်စီတိုင်းခုနှစ်ရက်နေ့ဂျွန်လ9ရက်နေ့စနေနေ့ကြပါလေเนาะဂျွန်7မမေ့ပါနဲ့ အနည်းပါမှရှိရသူတွေအားလုံးလာခဲ့ဖို့ကျွန်တော်ကတော့ဒီနေရာကနေခေါ်ပြပါလေကိုပြူဟုတ်ကဲ့အားလုံးပဲလာခဲ့ကြပါနော်တွေ့ကြပါနော်သူသူဘာပြောလဲ repeat ကတာဆိုတော့ဒါပဲဟိုရောက်တော့သူအများကြီးပြောပါတော့ရောက်သူဒါပဲပြီးပြီလာခဲ့ပါနော်ကျွန်တော်တို့ကပြောဆိုပဲနော်ခန်းစားရရင်အားလုံးဝမ်းမြောက်ပျော်ရွှင်ခြင်းနဲ့တော့ပြန်ပါအောင်မှာဖြစ်တယ်ဟုတ်ပြီနော်တွေ့ကြမယ်အားလုံးအားလုံးတွေ့မယ်နော်အားလုံးတွေ့ကြမယ်ဟုတ်ပြီနော် God bless you. God bless you, no? Halloween. Okay, bye-bye.